ီနိုင်ဘယ်လောက်လုပ်ထင်လဲဒီနိုင်ဘယ်လောက်လုပ်ထင်လဲကျွန်တော်လည်းမသိဘူးကျွန်တော်အမျိုးသမီးလက်ဆောင်ဝယ်ပေးရတာပေါ့နော်ဒါပေမဲ့ဒီနိုင်ရတော့သိန်းတော့မကျော်ဘူးပေါ့နော်ပြောင်းဆယ်သိန်းနဲ့နိုင်ပြူးလားဆယ်သိန်းနဲ့နိုင်ပြူးလားရှိရနော်ဟုတ်ပြီအဲ့ဒါလို့ရှိရင်ထပ်ပြောမယ်တစ်ထောင်နဲ့နိုင်ရောမြင်ဘူးလားတစ်ထောင်နဲ့နိုင်ရောရှိရနော်ဟုတ်ပြီတရာတန်ဟုတ်ဗျာတရာနိုင်လည်းမြင်ဘူးလေနော်တရာနိုင်အပြက်လည်းဖြစ်ဖြစ်မယ်အဆုတ်လည်းဖြစ်ဖြစ်မယ်ကလေးစောတဲ့အယုတ်လည်းဖြစ်ဖြစ်မယ်တရာနိုင်အရှိရခွေရောနောက်တစ်ခုပြောမယ် rollless နိုင်ဘယ်လောက်ရှိရမလဲဈေးက rollless က ဒေတိုနာဖောနျူမန်ဆိုတဲ့နာယီကလက်ရှိအမေရိကန်ဒေါ်လာ16.8တန်းတိဈေးရှိတယ်ပေါ့နော်။ဒါပေမဲ့အဲ့လောက်ကြီးအောင်ဈေးကြီးလို့ဝယ်မဲ့လို့မရှိဘူးလို့ထင်လား။ရှိရနော်။ဝယ်တဲ့လူကအများကြီးရှိတယ်။ပြပြောချင်တာအခုမှစပြီ။စပြီးမှတ်လို့ရပြီ။ခင်ဗျားဈေးတင်လို့ရပါပြီ။ခင်ဗျားဈေးတက်လို့ရပါပြီ။ Bad bad never forget the value you provide ခင်ဗျားဈေးတက်လိုက်ပြီဆိုတာနဲ့ခင်ဗျားပေးတဲ့ဝန်ဆောင်မှုကကိုတောင်းလိုက်တဲ့ဈေးထက်ပိုပြီးတော့မြင့်နေဖို့လိုတယ်။အဓိကပြောချင်တာဈေးတက်တာကပြဿနာမဟုတ်ဘူး။ကိုယ့်ရဲ့ဝန်ဆောင်မှုလိုက်မမြင့်ဝါတာပြဿနာဖြစ်တယ်။ တော့ကိုကဈေးပို့ရခြင်းနဲ့ဈေးလည်းပို့တောင်းခြင်းနဲ့ဆိုလို့ရှိရင်ကိုရဲ့ value ကိုမြင့်တင်မှုလိုတယ်အခုကြည့်နေတဲ့မိတ်ဆွေကဝန်ထမ်းတယောက်ဆိုလို့ရှိရင်ကိုရဲ့ value ဖြစ်တဲ့ကိုရဲ့ကိုသွေးနဲ့အရေးချင်းကိုမြင့်တင်မှုလိုတယ်အခုကြည့်နေတဲ့မိတ်ဆွေကကိုပိုင်လုပ်ငန်းလုပ်နေတဲ့လူကိုရဲ့ product ကိုရဲ့ထုတ်ကုန်ကိုလုပ်နေတဲ့လူဆိုလို့ရှိရင်တော့ကိုရဲ့ product ကိုရဲ့ထုတ်ကုန်ပိုကောင်းအောင်ထုတ်ပါပိုပြီးတော့ quality မြင့်အောင်လုပ်ပါဈေးပို့တောင်းလို့ရပါတယ်နောက်တစ်ခုကအခုလက်ရှိကြည့်နေတဲ့ သူက freelancer တယောက်ဖြစ်တယ်စာပေပေးပြီးတော့ဝန်ဆောင်မှုလုပ်တဲ့လူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ high income skill တွေကိုခုချိန်ရစပြီးတော့လေ့လာပြီးတော့ကိုယ့်ရဲ့ value ကိုမြင့်တင်လို့ရပါတယ်အခုချိန်နဲ့မေးဆွေထဲမှာလုပ်ငန်းရှင်တွေပါတယ်ဆိုလို့ရှိရင်တော့ business mindset ကိုမြင့်တင်ပြီးတော့လုပ်ငန်းကိုချက်ထင်လို့ရပါတယ်ကျွန်တော်တို့ handling ကိုဖြစ်ပါတယ်ဒီ video ကနေပြီးတော့အသိပညာတစ်ခုရမယ်လို့ညွှန်လဲပါတယ်နောက် video မှာပြန်ပြီးတွေ့ကြမယ်ဘိုင်ဘိုင်